ဇလန်းဆာမှာတော့ရန်စရဲလူဟာဆာမရိုင်းဓားကိုတရားကျဲမြေပေါ်မှာချစ်ဆွဲလာပါတယ်။သူနောက်ကရေပြင်းထဲကနေမျက်နှာဖုံးတက်ဓားသမားတွေသူ့စီကိုခုံပြန်ဝင်ရောက်လာကြပြီးသူ့ကိုတိုက်ခိုက်ဖို့တင်မှာရန်ကတော့ဘာမှထူးဆန်းတဲ့မူရမပြပဲအေးအေးဆေးဆေးနဲ့ဓားထုတ်ကရန်သူတွေရဲ့တက်တွေကိုလွလွကူကူနှုတ်ယူလိုက်ပါတယ်။နောက်ဆုံးတော့သူဟာဓားရေးမှာအတော်ဆုံးဆရာကြီးဖြစ်တဲ့သူနဲ့ရင်ဆိုင်ဖို့တင်မှာသူတို့ချင်းဘာစကားမှပြောမနေကြတော့ပဲတယောက်တက်ကိုတယောက်နှုတ်ယူနိုင်ရင်ရင်ဆိုင်ကြပါပြီ။ နောက်ဆုံးတော့ယင်ဟာဓာပညာမှာဆရာကြီးဖြစ်ဖို့အကြီးမားဆုံးခက်ခဲကိုဖြိုခွေးနိုင်ခဲ့ပြီးထုံးစံတိုင်းသူဟာဓာမှာပြိုင်ဆန်ခြင်းဖြစ်လာခဲ့ပါရီဓာကိုသိမ့်ပြီးတစ်တော်တစ်ခုကိုလှက်ကြည့်လိုက်တော့ရန်သူရဲ့ရင်သွေးကလေးငယ်တယောက်ကိုတွေးလိုက်ရသလိုသူတို့နှစ်ဖက်ကြားမှာနှင်း900ရန်ညိုးရန်စားတွေကိုအခုလိုပဲဓာရည်နဲ့ဖြည့်ရှင်းနေတာမို့ရန်အနေနဲ့လည်းရန်သူရဲ့နောက်ဆုံးမျိုးဆက်ကိုတုတ်တင်ရမယ်ဝတ္တရားကရှိနေပါရီဓာကိုထုတ်လိုက်ပြီးမယ်ကလေးရဲ့မထင်မှန်ထားတဲ့ပြုံးကသူ့ကိုတုံဆိုင်သွားစေခဲ့သလို ူ့ရဲ့ဂျန်တန်ခတ်ထန်နဲ့ဘာခံစားချက်မှမရှိဘူးလို့ထင်ရတဲ့နှုံသားကိုဒရီဟာဖြစ်သွားစေပြီးကလေးကိုတတ်ဖို့ပြင်နေတဲ့လက်ဟာအလိုလိုနောက်ဆုတ်သွားရပါတော့တယ်။နောက်ဆုံးတော့ယန်ဟာသူ့သွားတဲ့ခီးမှာ ကလေးကိုပါခေါ်သွားခဲ့ပါတယ်။ကလေးနဲ့တူထွက်ပြေးသွားတဲ့ကြောင်းကိုယန်ရဲ့မျိုးနွယ်ဘက်ကသဘောထားတင်းမာသူတွေကတီးသွားခဲ့တာကြောင့်ယန်အတွက်တော့ရောက်လျာရက်မှာယန်သူသမီးလေးကိုဘေးမတည်ယန်မခောက်အောင်ကာကွယ်ရတဲ့လို့တခုတိုးလာခဲ့ပါတယ်။သူတို့ဟာထမင်းဆိုင်ငယ်လေးတခုမှာယန်နားလိုက်ပြီးဝိုင်းရေးကိုလွယ်တကူဖြည့်ရှင်းနေတော့ ဓမင်းဆိုင်ပိုင်ရှင်ဖွားဦးကသူတို့နီးကိုမတင်းကားပွဲရာချင်းကပ်လာလို့ရန်ကလည်းချက်ချင်းပဲဝါဒူရီနဲ့ထိုးကရှင်းပြလိုက်ပါတယ်အဖွားဦးရဲ့လက်ထဲကနေဓာတ်ချောင်းထွက်ကြလာပြီးကလေးကိုလှုပ်ကြံမှုစီစဉ်နေခဲ့တာပါပဲရန်ကတော့သူ့အီးဓာတ်သမားပြီးပြီးမနှက်စာစားပြတာနဲ့ဆိုင်ကိုမီးရှို့ထားခဲ့ပါတော့တယ်အဲ့နောက်သူဟာလမ်းညုံတင်းမော်တစီနဲ့ခီးနေခဲ့ပြီးဒီခီးကတော့သူတို့လက်ရှိဇာတိနဲ့မိုင်မောင်းထောင်နေချီဝေးတဲ့သမုဒ္ဒရာချားတဲ့ရက်မှာတည်ရှိခဲ့သလိုအန်နီယယ်နဲ့ဝေးရရောက်ဖို့အတွက်မိတ်ဆွေအောင်တယောက်စီကိုဦးတည်သွားနေတာပါ ူးနောက်ကျော်မှာတော့ကလေးမလေးကိုထမ်းပို့လို့ပေါ့ခကြီးမိုင်ထောင်းတောင်းကြီးရေတံကုန်းတံတန်ထွက်လာပြီးနောက်အမေရိကန်နိုင်ငံထဲကသဲကန်နာရမျိုးလေးလုတ်ကိုရောက်လာခဲ့ကြသလိုအဲ့ဒီမှာရန်ဟာအရက်ပူပူနဲ့အိတ်ဘောလိုအမြည်ရသူနဲ့စတင်ဆုံစည်းခဲ့ပြီးရန်ကဓပုံတပုတ်ထုတ်ပြလိုက်ပါတယ်ဓပုံတွေကလူကတော့ရန်ရဲ့မိတ်ဆွေအောင် smiley ဖြစ်ပြီးအိတ်ဘောကလည်းသူ့ကို smiley နေထိုင်ခဲ့တဲ့နေရာစီလိုက်ပို့ပေးပါတယ်တကယ်တော့ smiley ဟာလွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်တည်းကကွယ်လွန်သွားခဲ့ပါပြီအဲ့ဒီချိန်မှာပဲရန်ရဲ့ရခင်ဆရာအောင်က ရန်내ကလေးကိုတုတ်တင်ရှင်းလင်းလာရေးနောက်ကနေခြေရောက်ခံလိုက်နေပါရင်အိညာမှာပဲကလေးကမယေမနာငူတော့ရန်လဲတက်နိုင်တဲ့လောက်ချော့မြူနေပါရင်ဒါပေမဲ့အဲ့ဒီချိန်ရုတ်တရက်နောက်ကနေတစုံတယောက်ကသူ့ကိုတစ်သားဓာတ်နဲ့ဝင်ပိုင်းလိုက်ပြီးမဲ့တစ်သားဓာတ်သာကျိုးသွားပြီးရန်ကဘာမှတုံ့ပြန်ခြင်းမရှိပါဘူးသူမနာမည်ကတော့လင်းလို့အမည်ရပြီးရန်ကိုရန်သူနဲ့မှားပြီးတိုက်ခိုက်မိတာပါစမိုင်းလီကလင်းကိုဓာတ်တိုင်းနေငယ်တင်းပေးခဲ့တာကြောင့်သူလဲတိုင်းပညာနည်းနည်းတက်တယ်လို့ လင်းကားကလေးမှနာမည်မရှိသေးလို့ April ဆိုပြီးအမည်ပေးလိုက်ရင်ကလေးကိုဘလို့ကင်တွေရမယ်ဘလို့တန်ရှင်းရေးလုပ်ရမယ်ဆိုတာကိုရန်ကိုတင်ပေးပါတယ်ရန်အနေနဲ့လည်းဒီလိုခက်ခဲတဲ့ဒေသမှာနေစရာစားစရာတခုရဖို့သူမရဲ့ပေမင်းလုပ်ငန်းမှာဝင်ကူဖို့ဝန်ခံလိုက်ရပါတယ်ယခုသောမနက်မှာတော့ခရရန်လူငယ်၃ယောက်လင်းရဲ့ပေမင်းဆိုင်တွေကိုဝေလာခဲ့တယ်လို့ဒီလူတွေကရန်ရဲ့ပထမဆုံးသော customer တွေလို့ပြောရမှာဖြစ်ပြီးရန်လက်တော်ဝင်ချေဖို့စဉ်းစားပေမယ့်ကောင်းလေးတွေကအထူးပါးနားမလဲမစီမဆိုင်သူ့ကိုပဲရန်လိုချင်းချောက်နေတာမို့ တခုခုတုံးပြန်မှုစဉ်းစားနေချိန်အိမ်ဘောကချိန်မီရောက်လာပြီး သူစကားကိုကလေးတွေကဂလန်ကဆန်လို့လို့သူ့ရဲ့တန်မာရဲလက်တွေနဲ့အားနည်းချက်တွေကိုမိမိရဲ့ရာကောင်းထဲလိုက်မှကောင်းလေးတွေလည်းမျက်စိရှိကနေရှယ်သွားပါတယ်အိမ်ဘောကစိတ်ပြေလက်ပြောက်လမ်းလျှောက်ထွက်ရအောင်ရန်ကိုခေါ်လိုက်တယ်လို့သူကကလေးကိုပွေးချီသွားပြီးဘာမှကြည့်စရာမရှိတဲ့၆တိ၆ကံမျိုးလေးမှကြည့်စရာရှောက်ရှားကြရင်အိမ်ဘောကမျိုးရဲ့နောက်ခံသမိုင်းကိုခတ်တူတူရှင်းပြပါတယ်ဒီမျိုးလေးကစက်ကဖွဲသားရိနဲ့ဒီထောင်ခဲ့တဲ့မျိုးဖြစ်ပြီး ယခင်ကနယ်လက်ဆက်ကပ်ဖျော်ဖြေမှုတွေနဲ့စားရည်တော်ရည်ပြေးလည်ခဲ့ပေမဲ့အခုတော့မျိုးလေးဟာတော်တော်လေးညှင်းငွေ့ဖို့ကောင်းနေကြောင်းဒါပေမဲ့မျိုးနေလူလူဟာတက်သည့်ပညာမနေသားဆိုသလိုသူတို့တက်တဲ့ဆက်ကပ်ပညာတွေကိုလက်စစ်ကန်ထိန်းသိမ်းနေကြပြီးမကြခင်မှာတစ်ချိန်ကရွှေတီးဆောင်ခဲ့တဲ့ဘဝကိုပြန်ရောက်လေမလားလို့တောင်းတနေကြပါရဲ့ရဲအနေနဲ့လည်းဒီမှာသူ့အတွက်တင်ယူစရာကိစ္စတွေလေးလာစရာဘဝတွေရှိနေသေးတာပဲလို့နားလေသွားသလိုသူတစ်ခါမှမတိဆောက်ဘူးတဲ့မိတ်ဆွေအတိုင်းဝန်းတစ်ခုကိုလည်းဒီမှာတွေ့နေရပြီး လင်းကလည်းသူ့ကိုရေလာမြောင်းပေးလုံနေရမို့ဒီမျိုးလေးမှနေရတာကပျော်စရာကောင်းလာခဲ့ပြီသူ့ရဲ့ဒနေ့တာတိုင်းကိုအေးချမ်းချမ်းဖြတ်သန်းနေပါပြီဒီမျိုးမှရရှိနေတဲ့စိတ်ဟီအေဂျင့်မှုတဘာဝရဲ့ငွေသက်စရာတွေကတခါမှသူအရသာမခံခဲ့ရဘူးတဲ့အရာတွေပါတရမော်ရန်ဟာအုတ်ကုတစ်ခုစီကိုအမြဲလိုလိုသွားလေးရှိတဲ့လင်းရဲ့ထူးဆဲတဲ့ပြုမှုကိုသတိထားမိသွားခဲ့တယ်လို့သူ့အနေနဲ့လင်းကိုတိုက်ရိုက်မေးလို့မကောင်းလို့အိမ်ဘောကိုကြောင်းစုံမေးကြည့်လိုက်တဲ့အခါအိမ်ဘောကလင်းရဲ့တနာစရာဇာတ်ကြောင်းကိုအပြည့်အစုံပြောပြပါတယ် လွန်ခဲ့တဲ့နှစ်တွေကဒီမျိုးလေးကိုလက်နက်ကင်တမရတွေဝင်ရောက်စီးနှင်းခဲ့ကြပြီးအဲဒီတုန်းကလင်းဟာလူစိုးရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရသလိုခေါင်းဆောင်ဖြစ်သူရဲ့မယားအဖြစ်သိမ်းပိုက်ခံခဲ့ရပေမဲ့လင်းဟာလိမ္မာကိုသုံးပြီးတမရခေါင်းဆောင်ကိုမြူဆွဲကမျက်နှာကိုစီပူနဲ့ပတ်ပြီးထွက်ပြေးလာခဲ့ပါတယ်။အဲဒီချိန်နောက်ကနေတနက်နေ့လှမ်းပြေးလို့သူမလဲကျသွားတဲ့ချိန်မှာလင်းရဲ့ဖခင်ကအမြန်ရောက်လာခဲ့ပြီးသမီးကိုကယ်ဖို့လုပ်ချိန်ရင်မက်ကိုတနက်နေ့ပြစ်ခတ်ခဲ့ရပါတယ်။ဒါရီမကားသေးပဲလင်းရဲ့အမေ အိမ်မှာခေါ်ထားတဲ့ကလေးတင်းကောင်မလေးတို့ကိုပါဓမြခေါင်းဆောင်ကတတ်ပစ်ခဲ့ပါရယ်လင်းကိုသေးပြီးဆိုပြီးပြစ်ထားခဲ့ပေမဲ့လင်းကမသေးခဲ့ပါဘူးအဲ့ဒီကလေးကလင်းဟာလူယုံမာတွေကိုလက်စားချေဖို့ကြိုးစားလေ့ကျင့်ခဲ့ပြီးဓာတ်ပေါက်လေ့ကျင့်ကမှအတော်လေးကိုအဆင့်မြင့်တယ်လို့အိမ်ဘောကပြောပါရယ်ရန်ကလင်းကိုတနာစေဝင်ပြီးကိုခန့်ပညာကိုအခြေခံကြကြစပြီးသင်ပေးခဲ့တယ်လို့ဓာတ်ပေါက်လေ့ကျင့်ကမှဆိုလင်းရဲ့မျက်လုံးတွေကိုစီးကသူ့ကိုပြစ်မှတ်ထားပြီးပြစ်ပေါက်လေ့ကျင့်စေခဲ့တာကြောင့်လင်းကဒီလိုမလုပ်ချင်မိမဲရန်ကအတင်းတွားပေးတာကြောင့် သူမှလည်းပြဲပေါက်လိုက်ရာပြစ်မှတ်ထိမှန်ပေမဲ့ရမ်းမှတန်းရမရပါဘူးနောက်တော့လင်းကရမ်းကိုအားကိုးလာပါတယ်ကလေးကိုချီးပြီးရမ်းထွက်သွားချင်းကြောက်တုံးနဲ့ပြစ်ပေါက်ကြည့်ရာဒီတစ်ခါမှတော့သူကကြောက်တုံးကိုမိအောင်ဖမ်းလိုက်ပါတယ်အဲ့ညမှာလင်းကကြားနေရတဲ့ပလွေသက်ဟာဘာလို့အေးဆက်ပြီးဝမ်းနဲ့တဖြစ်နေတာလဲမေးတော့ရန်ကဒီပလွေတချင်းဟာသူ့စီကိုအန်နီရီတစ်ပြေးပြေးနီးကပ်လာပြီဆိုတဲ့နမိတ်ဖြစ်တယ်လို့ပြောလိုက်တာကြောင့်လင်းကသူမရဲ့ဖိုးအိုးခွဲလေဆွဲလေးကိုအဆောင်ဖြစ်ထုံးပေးလိုက်တယ်လို့ သူ့ရဲ့မိကဘေးရန်ကင်းစေဖို့ပေးထားတဲ့အဆောင်ဆိုတာလည်းပြောပြလိုက်ပါတယ်။အပြန်လန်းနေနဲ့ရန်ကလည်းသူ့မောင်ကိုပေါက်ဓာတ်စုံလက်ဆောင်ပေးခဲ့တာကြောင့်လင်းကလည်းစိတ်လှုပ်ရှားပြီးခဏလောက်ဓာတ်ရည်နဲ့စော့ကြည့်ပါသေးတယ်။အဲ့နောက်ထောင်ထားတဲ့ရန်ရဲ့တရှိကိုစိတ်ဝင်စားသွားပြီးတရှိကိုဒိန်ကချွတ်ကြည့်ဖို့ကြိုးစားပေမဲ့မရခဲ့ပါဘူး။ရန်ကသူ့အနေနဲ့ဓာတ်ကိုဒိန်ကလည်းချွတ်လိုက်ရင်ရန်သူကသူ့ဘမရှိနေလဲဆိုတာကိုသတိပေးလိုက်တယ်လို့ဖြစ်သွားလိမ့်မယ်လို့သတိပေးလိုက်ပါတယ်။အဲ့ဒီချိန်ပြည်သူ့ပိုင်ရှင် ရန်ရခင်မျိုးနွယ်စုခေါင်းဆောင်ဟာရေလန်းခီးနဲ့ရန်ရှိရာစီကိုလာနေပါပြီ။ရန်ကတော့လင်းကိုဓာတ်တိုင်းပညာသင်ပေးနေပြီးညရီကြော်ဖြက်လာတာနဲ့များသူတို့နှစ်ယောက်ရဲ့ဓာတ်ရေးလေ့ကျင့်မှုဟာပိုပြီးပြင်းထန်လာသလိုပိုပြီးပညာသားတွေပါလာခဲ့ပါရင်သူတို့နှစ်ယောက်ရဲ့တဘူတရက်သင်ရန်လေ့ကျင့်မှုဟာနှစ်ယောက်သားကိုစိတ်ချင်းပုံမနှီးဆက်စေပြီးနောက်ဆုံးတော့နှစ်ကိုယ်တစိနန်းချင်းဖလဲကြရတဲ့အထိအဆင့်တက်လာခဲ့ကြသလိုရန်ဖို့တော့အချစ်ကိုကူးမနဖူးတွေဒူးတွေကြုံခဲ့ရတာဖြစ်ပြီးဒီအနမ်းကြောင့်ပဲနေမထိတ်တိုင်းမသာဖြစ်နေသလို ခဏခဏဒီနှခမ်းတွေကိုပဲသတိရနေစေပါတော့တယ်။နောက်သိမ့်မကြခင်မှာပဲဒီနယ်မြေမှာအုပ်ဆိုးမင်းမှုနေတဲ့လက်နက်ကိုက်တမျှတွေသရုံးမျိုးစီကိုဦးတည်ရောက်ရှိလာခဲ့ပြီးခေါင်းဆောင်ကအသက်မသေးထားတဲ့လင်းကိုရှာဖွေနေပြီးမျိုးနေလူလူကသူမကိုဟွက်ပေးထားတာကြောင့်ဓမြခေါင်းဆောင်ကကြံရှိနေသူတွေကိုပြဿနာရှာဖို့ကြိုးစားပါတော့တယ်။သူတို့ဟာလူပြကြီးကိုပြစ်မှတ်ထားကတနက်ပြည့်လေးကျင့်နေခဲ့တယ်လို့တခြားတယောက်ကိုတော့မြင်းနဲ့တရိုးတိုက်ဆွဲပြီးနှိပ်စက်ခဲ့တာကြောင့်ဓမြခေါင်းဆောင်ကိုကိုရကချောင်းကြည့်နေတဲ့လင်းဟာလက်စားချေနေပါရင် ူမကိုမြို့နေလူလူကအတိုင်းတစ်ခုမှချီနှောင်ထားပြီးရန်ကသူပေးထားတဲ့လက်ဆောင်ဓာရီကိုပြန်သိမ်းထားလိုက်ပြီမဲလင်းမှာသူများမသိအောင်သိမ်းထားတဲ့ဓမြောင်းတစ်ချောင်းရှိနေခဲ့ပြီးအဲ့ဒီဓာနဲ့သူမကလွတ်မြောက်အောင်လုံနိုင်ခဲ့ပါရင်ဓမြောင်းကောင်းဆောင်ကတော့ဖမ်းမိထားတဲ့မင်းပြိုလေးတွေကိုစေစေးနေပြီးသွားပုံစံတက်တက်ရှင်းရှင်းဖြစ်နေတဲ့မျိုးသမီးကိုရှာနေရပါအားလုံးနဲ့မှာမျိုးသမီးတယောက်ကိုလှလပပတွေးလိုက်ရသလိုမယားဖြစ်သိမ်းပိုက်ဖို့ကြံစီလိုက်တဲ့အချိန်အမျိုးသမီးရဲ့လက်ရှိယောက်ျားကထပီးကန့်ကွက်လိုက်တာကြောင့် ။ဓမြခေါင်းဆောင်ကဒေါသထွက်ပြီးတနက်နေ့ပြက်တက်လာရာနှစ်ယောက်စလုံးသေရသွားပါတယ်။အဲဒီချိန်ဆယ်ကျော်သက်ရွယ်သမီးနှစ်ယောက်ကပြေးထွက်လာလို့လူယုံမှဓမြခေါင်းဆောင်ကကလေးမလေးတွေကိုတိမ်ပိုက်ဖို့ခေါ်ဆောင်သွားခဲ့တယ်လို့အဲဒီချိန်မှာပဲလင်းကအနီရောင်ဝင်းစုံနဲ့ဓမြခေါင်းဆောင်စီရောက်လာပါတယ်။လင်းကိုချုံနှောင်ထားတဲ့နေရာမှာမရှိတော့လို့မြို့သားတွေလည်းရမ်းစီရောက်လာပြီးပြောပြခဲ့တယ်လို့လင်းဟာသူမရဲ့ရန်သူတော်စီလက်စားချေဖို့သွားနေပြီဆိုတာသိလိုက်ရတာကြောင့်ရန်လင်မတက်နိုင်တော့တဲ့အဆုံးသူ့ရဲ့ဓာရှိတော့ကိုဖွင့်လာရပါတော့တယ်။ဆိုခဲ့တဲ့အတိုင်းဒီလိုလှုပ်လိုက်ခြင်းက သူ့ရဲ့ရန်သူဟောင်းတွေကိုသူဘယ်နေရာမှာရှိလဲဆိုတာကိုပြောပြလိုက်တယ်လို့ဖြစ်သွားခဲ့ပြီးရန်နောက်ကိုလိုက်နေတဲ့ခေါင်းဆောင်ဟောင်းကတပ်ဖွဲ့ကိုအမြန်ဆုပြီးတော့ရန်ရှိတဲ့နေရာကိုချီတက်ဖို့အမိန်ပေးလိုက်ပါတယ်။လင်းကသူမရဲ့စီစဉ်တိုင်းဓာတ်နဲ့ဓမြခေါင်းဆောင်ကိုလှုပ်ကြံမှုအခန်းထဲကိုဝင်လိုက်ပြီမယ်။အကြံဦးနေတဲ့ဓမြခေါင်းဆောင်ကသူမကိုတနက်နေ့အသင့်ချိန်ထားပြီးသူမကိုဖမ်းဆီးချုံနောက်မှုအမိန်ပေးလိုက်တယ်လို့ဓမြခေါင်းဆောင်ကဘလက်ကာယာပြုတ်ဖို့ပြင်ဆင်ချိန်မှာရန်တယောက်ရုတ်တရက်ရောက်လာပြီးဓမြတွေကိုညှတာမှုကင်းမဲ့စွာနဲ့တယောက်ပြီးတယောက်တတ်ပြစ်လိုက်ပါရတယ်။ ဓမြခေါင်းဆောင်လေးချင်းနေမဟမ်းမန်းသိတော့ထွက်ပြေးဖို့ကြိုးစားပေမဲ့သူ့မြင်းမော့ကိုရောက်ချိန်မှာလင်းပြစ်ပေါက်လိုက်တဲ့ဒါကနောက်ကြောကိုစိုက်ဝင်ပြီးမြင်းမော့ကနေလိမ့်ချသွားပါတယ်။မျက်နှာဖုံးကိုချွတ်ကြည့်လိုက်တော့ဒါကခေါင်းဆောင်စစ်မဟုတ်သေးပဲခေါင်းဆောင်ကတခြားလမ်းကနေထွက်ပြေးသွားပြီဆိုတာသိလာရပါတယ်။ရန်ကတော့သူ့စီကိုမကြခင်ရန်သူတွေရောက်လာတော့မယ်ဆိုတာခံမှန်းပြီးသားမို့ဒီမျိုးလေးကနေထွက်ခွာဖို့ပြင်ဆင်နေခဲ့ချိန်အိတ်ဘောရုပ်ဖွဲ့ရောက်လာပြီးမကြခင်မှာဓမြတွေကလူစုပြီးဒီမျိုးလေးကိုလာရောက်ဖျက်ဆီးတော့မှာမို့သူ့ကိုဘဲမှမသွားဖို့တောင်းမှန်ကြပြီးတော့ သူတို့ဟာအချင်းကြမြင့်စွာခေါင်းငုံလာခဲ့ပြီးမို့ဒီတစ်ခါတမျိုးလုံးကခံချဖို့စိတ်ကူးထားလို့ရန်ကိုဥဆောင်ပေးဖို့တောင်းဆိုခဲ့တာပါဒါကိုကြားလိုက်ရတော့ရန်လည်းဒီမှာဆက်နေဖို့ဆုံးဖြတ်လာရင်အဲ့နောက်သူတို့ဟာမြို့တနေရာမှာဝှက်ထားတဲ့တနက်တွေကိုထုတ်ယူလိုက်ကြပါတယ်ဒီထဲမှာမြင်းနဲ့ဆွဲပြီးနှိပ်စက်ခံရတဲ့ရုံးကအရသမားဆိုပေမဲ့တချိန်ကလက်ဖြောင့်တက်သားတူဖြစ်ခဲ့ပါတယ်ညဘက်ကင်းချိန်မှာရုံးကတချိန်လုံးကပြစ်မှုကြောင့်ပြေးလာခဲ့သူဖြစ်ပြီးတည်းမှာမြို့သမီးတယောက်ကြောင့်ဘဝရဲ့စိတ်ကူးတွေကိုပြောင်းခဲ့ကြောင်းပြောပြခဲ့ပါသေးတယ် ိနောက်တော့ရန်လဲလင်းကိုသွားရှာပြီးတင်းထားတဲ့ဓာတ်တွေကိုပြန်ထုတ်ပေးကတိုက်ပွဲတူဝင်မှုပြောလိုက်ပါရင်နောက်ရက်မနက်မှာအချက်ပေးခေါလုံးကစူညံစွာထွက်ပေါ်လာပြီးတင်းမကြခင်ဓမြတွေဟာအင်အားကြီးမားစွာနဲ့မြို့ကိုချင်းကပ်လာနေပြီးမြို့သားတွေကလည်းဒီမြို့ရဲ့ရိုးရာဝစ်စုံလို့ပြောလို့ရတဲ့ဆက်ကပ်ဝစ်စုံတွေကိုဝစ်စင်ကရန်သူတွေကိုစောင့်ဆိုင်နေကြပါရင်ရန်ကလူလူကိုဦးဆောင်ပြီးသူ့လက်ထက်မှာတော့ဂန်ဒဝင်မြောက်ဓာကြီးကိုကင်ဆောင်ထားခဲ့တယ်လို့ရုံးကတော့အဝေးပြစ်ရိုင်ဖယ်ကိုကြီထိုးအစ်ပြင်ကမျောစင်ပေါ်ကနေစောင့်နေပါတော့တယ် ဓမြတွေဟာရုံးလို့ရှိနေတဲ့မျောစင်ကိုစီးနှင်းမှုတက်လာချင်းရုံးနဲ့ဖော်ဖြစ်သူကကျိုးကိုတွဲလောင်းစီးပြီးလွတ်အောင်ပြေးလာခဲ့ပါရင်မျောစင်ကိုတော့အစ်စ်ထောင်ထားတဲ့မိုင်းနေနဲ့ဖောက်ခွဲပစ်လိုက်လို့ဓမြဒါဇင်နဲ့ချီတေကုန်ရပါရင်ဒါပေမဲ့လက်ကျန်ဓမြတွေကမျိုးစီကိုဆက်လက်ချင်းကပ်လာနေပြီးမျိုးသူမျိုးသားတွေကိုမြင်ဓမြကုန်တတ်ပစ်ပါရင်သူတို့တိုက်ခိုက်မှုအရှိန်မြင့်နေချိန်နင်ဂျာတွေလည်းရောက်လာခဲ့ပြီးဒီအဖွဲ့ကရဲရဲမူလာမျိုးရိုးအဖွဲ့ဖြစ်ပြီးသူတို့ကတော့ရန်ကိုတစ်စပေါ့ဆိုပြီးလက်စားချေဖို့နှစ်ဖက်စလုံးကိုဓာရီနဲ့တိုက်ခိုက်ပါရင် ရန်ကသူမျိုးနဲ့ကိုပြန်လည်ရင်ဆိုင်ပြီးသူ့ကိုလာပြီးတိုက်ခိုက်သူမှန်သမျှဟာတိုင်းပညာစစ်နိုင်သူတွေဖြစ်လို့ရန်အတွက်တော့ပါမွားလေးတွေဖြစ်နေခဲ့ပါတယ်။လင်းနဲ့အေဘောကတော့ကလေးကိုခေါ်ပြီးပေမင်းဆိုင်ထဲမှာသွားပုံမှုပြေးကြပေမဲ့လင်းကြတွေကကြားပြန်ဝင်ရောက်လာလို့လင်းကအေဘရက်ကိုအေဘောရဲ့လက်ထဲအပ်လိုက်ပြီးကလေးကိုကာကွယ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ဒါပေမဲ့မကြခင်မှာပဲအေဘောလည်းအသက်ခံလိုက်ရပြီးအေဘရက်ကဓမြကောင်းဆောင်ရဲ့လက်ထဲကိုရောက်သွားပါတယ်။သမီးလေးရဲ့ငိုတန်းကိုရန်ကကြားလိုက်တဲ့အတွက်အဲရီကိုလိုက်သွားပါတယ်။ ဓမြခေါင်းဆောင်ဟာလင်းရဲ့လက်စားချေမှုနဲ့အတူဒေဆုံးသွားပြီးသူတို့ထွက်လာချိန်မှာရန်ရဲ့ရင်ဆရာဟောင်းမျိုးနယ်စုခေါင်းဆောင်ကအသင့်ဆောင်ဆိုင်နေပါတယ်။သူကရန်ကိုသစ်စပေါင်းလိုဆွဆွဲပြီးဒါချင်းရှင်မှုစိန်ခေါ်ခဲ့တယ်လို့ဒါပညာမှာဆရာကြီးဆင့်ရောက်နေသူနှုတ်ရဲ့နောက်ဆုံးတိုက်ပွဲဟာအလွန်ပြင်းထန်ခဲ့ပြီးဒါရဲမှာရန်ကိုဘယ်သူမှမရှင်းနိုင်တာကြောင့်ဆရာကြီးလည်းရှုံးသွားပါတော့တယ်။နောက်ဆုံးတိုက်ပွဲပြီးသွားတာနဲ့ရန်ကလင်းကိုနှုတ်ဆက်လာရင်သူ့ကြောင့်အများပြည်သူထပ်ပြီးဒုက္ခရောက်နိုင်လို့တခြားဒေသတခုမှာလူမသိသူမသိနေတော့မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ တမီးလေးကိုတော့လင်းနဲ့တူထားခဲ့ပြီးဒီကောင်မလေးကဘသူ့ကိုမှဘေးဒုက္ခဖြစ်စေမှာမဟုတ်ဘူးလို့ပြောပါတယ်။သူတို့နှစ်ယောက်အကြည့်ရင်းနဲ့တူနှုတ်ဆက်ပြီးရန်လေးအလုံးကိုကြောခါရင်ဇလန်းလေးလေးပြီးဆုံးသွားပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီကိုအထူးကျေးဇူးတင်ပါတယ်။နောက်ထပ်မှာလည်းရုပ်ရှင်ဇာတ်ကားကောင်းလေးတွေကိုစဉ်ဆက်မပြတ် recap တင်ဆက်ပေးတော့မှာမို့ကျွန်တော်တို့ရဲ့ series for you channel လေးကို like and subscribe လုပ်ထားပေးကြပါဦး။အားပေးကြတဲ့ပရိသတ်များလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ Series 4 Wine တို့သားများကဆူတောင်းပေးလိုက်ပါရယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်